အရှင်ဖရာတပည့်တော်ကနေလည်းမကောင်းဘူးစီးပွားရေးလည်းမကောင်းဘူးကျန်းမာရေးလည်းမကောင်းဘူးအခုတပည့်တော်ကထိုင်းနိုင်ငံမှာမိသားစုအတွက်အလုံလုံနေပါတယ်ဖရာညီကိုမောင်နှမတွေမှာ အကြီးဆုံးမှာဤညီမတွေကလည်းမညီညွတ်ကြဘူးစိတ်တွေလည်းတအားညစ်ပါတယ်ဖရာတခါတလေကိုကိုကိုတေလောက်အောင်ခံစားရပါတယ် ခွန်အားရှိမဲ့တရားလေးတစ်ပုဒ်တနာတော်မူပါဖျားဆိုပြီးတော့အောင်ဆိုတဲ့အကောင့်ပန်းရှင်ကမက်ဆင်ဂျာကနေစာလေးရေးပို့လာတယ်။နေလည်းမကောင်းဘူး။ကျမ်းမာရေးလည်းမကောင်းဘူးလို့နှစ်ခါတောင်ရေးထားတယ်။စိတ်ကအားငယ်တဲ့ဘက်စိတ်အားနေတဲ့ဘက်ရောက်နေပုံပါပဲ။စိတ်ကြောင့်နေမကောင်းတာတွေလည်းဖြစ်နိုင်ပါတယ်။အဲ့လိုနေမကောင်းကျမ်းမာရေးမကောင်းရင်တော့လေ ဆရာဝန်နဲ့ပြပြီးတော့နေကောင်းကြမအောင် ကုရမှာပဲမဟုတ်လားအာရောက်ကြပရမလာပါလို့ဆိုတယ်ကျမ်းမာရေးမကောင်းတာကတော့မကောင်းတာတွေထဲမှာအလွန်မကောင်းတဲ့အဆိုးတစ်ခုလို့သိမြင်ထားရမယ်ကျမ်းမာရေးမကောင်းရင်စီးပွားရေးလည်းမကောင်းနိုင်ဘူးအလုပ်လည်းလုပ်နိုင်မှာမဟုတ်ဘူးစိတ်လည်းချမ်းသာနိုင်မှာမဟုတ်ဘူးကုသိုလ်လည်းလုပ်နိုင်မှာမဟုတ်ဘူး ။ဒါကြောင့်ကျမ်းမာရေးကို ပထမဆုံးဦးစားပေးအနေနဲ့ကောင်းအောင်ချက်ချင်းလုပ်ဖို့လိုအပ်တယ်လို့ပြောချင်ပါတယ်။ကျမ်းမာရေးသာမကောင်းနေရင်ဘာမှကောင်းလာနိုင်မှာမဟုတ်ဘူး။ဘာမှကောင်းတာလုပ်နိုင်မှာမဟုတ်ဘူးဆိုတာကိုသိမြင်ပြီးတော့ကျမ်းမာရေးကိုအထူးကောင်းအောင် လုပ်လိုက်ပါလို့ပထမဆုံးတိုက်တွန်းရမှာပါပဲ။ဖုံဖုံစကားတွေကိုနားထောင်နေုံနဲ့လေကျမ်းမာရေးကကောင်းလာမှာမဟုတ်ဘူး။ လက်တွေ့ကျမ်းမာရေးကောင်းအောင်လုပ်ပါလို့ပြောချင်ပါတယ်။ဇီဝရေးကလည်းမကောင်းဘူးဆိုတာကဘာကြောင့်ဘယ်လိုမကောင်းတာလဲဆိုတာမသိရတော့ဘာမှပြောဆိုနိုင်မတောင်မဟုတ်ပါဘူး။အသိမရှိတဲ့တရိษံလေးတွေတောင်သူတို့တဝန်းတစ်ခါအတွက်သိပြီးတော့ပူပူလောင်လောင် မရှာရပါဘူး။အစာတလုတ်အတွက်တော့ခဏတစ်ဖြုတ်လောက်ရှာပြီးတော့ပျော်ပျော်လေးတွေပဲနေနေကြတာမြင်ရတယ်။ တို့ကအသိရှိတဲ့လူတွေပဲတဝမ်းတစ်ခါအတွက်အဲ့လောက်ကြီးကိုခက်ခဲရသလားစဉ်းစားမိတယ်။ကိုရှင်တန်ဖို့အတွက် ကို့ဘိုက်ထဲကအစာအိမ်တစ်ခုအတွက် ကိုတနေကုန်လောက်တာတောင်အဆင်မပြေဘူးလား။ကို့ခန္ဓာအစာအိမ်အတွက်တင်မဟုတ်ပဲခြေဘူးကွန်းမိုးတွေကုန်းနေသလား။ဂိမ်းဘူးဖုံဘူးတွေကုန်းနေသလား။ဝတ်ဖိုးစားဘူးတွေကုန်းနေသလား။လေဘူးပတ်ဖိုးတွေကုန်းနေသလား။ အလောင်းအစာဘိုးတွေကိုးနေသလားကိုယ့်ရဲ့ကိုငွေတွေကို စီစီစစ်စစ်ရှိဖို့လိုတယ်လို့အကြံပေးခြင်းပါတယ်ဝန်ငွေတွေဘလောက်ကောင်းကောင်းထွက်ငွေကိုငွေတွေကို မစီစစ်ဘူးဆိုရင်စီးပွားရေးကအဆင်ပြေမယ်မဟုတ်ဘူးစီးပွားရေးအဆင်မပြေဘူးသာညှိနေပြီးတော့ဖုံးကြည့်လည်းမလျှော့ဂိမ်းဆော့လည်းမပြက်အဝတ်လည်းမနာအစာလည်းမလျှော့သူများသွားတိုင်းသွားစတာတွေလုပ်နေမယ် ကိုအတွေးကလည်းကို့ဘဝပြေးလဲရပြေးလဲကြောင်းနေတွေးကြံမနေပဲနဲ့စိတ်ကပဲအဆင်ပြေခြင်းနေပြီးတော့အဆင်ပြေစီမဲ့အတွေးအကြံအလုတ်စတာတွေမလုပ်ရင်လဲစီးပွားရေးကအဆင်ပြေမယ်မဟုတ်ဘူးပေါ့ညီညီမတွေကလည်းမညီညွတ်ကြပါဘူးစိတ်တွေလည်းတအားညစ်ပါတယ်လို့ဆိုတယ်ညီညွတ်အောင်ကိုတတ်နိုင်သလောက်ပြော ကိုသိသလောက်ညွန်ပြယုံကလွဲလို့ဘာများတတ်နိုင်မှာလဲ ကိုမတတ်နိုင်တဲ့ကိစ္စစိတ်တွေညစ်နေတယ်ဆိုရင်ကို့အတွက်ဘာကောင်းကျိုးများရနိုင်မှာလဲပေါ့ညစွာဖရာတောင်းသူ့တပည့်ယဟန်တန်ဃာတွေစကားများရံဖြစ်ကြတော့စကားမများကြဘူးရံမဖြစ်ကြဘူးညစွာဖရာကပြောဆိုဆုံးပါတယ်ဖရာပြောတာကိုဘယ်ယဟန်ကမှလက်မခံပဲဖရာစကားနားမထောင်ပဲဖြစ်နေကြတော့ဖရာဘာတတ်နိုင်မှာလဲတော်တယ်တပါးတဲ့ကြွားပြီးတော့หนีခဲ့ရသေးတာ သူတို့စိတ်သူတို့သဘောသူတို့ဘဝသူတို့ဖန်တီးကြတာကိုကိုမတတ်နိုင်တာတွေအတွက်စိတ်ညစ်နေရင်တော့လေကိုပဲခံရမှာမို့ဖုံဖုံလဲဗာတတ်နိုင်မှာလဲပေါ့တီလောက်အောင်စိတ်ညစ်တယ်လို့ဆိုပါတယ်တကယ်ကတော့စိတ်ညစ်တယ်ဆိုတာကစိတ်ညစ်စရာ အတွေးတွေကိုတွေးနေလို့စိတ်ကညစ်နေတာလို့မြင်ပါတယ်အဲ့ဒီစိတ်ညစ်စရာအတွေးတွေတွေးနေမဲ့အစားကိုဘဝတိုးတက်မဲ့အတွေးတွေကိုတွေးပြီးတော့ ကျေနပ်နေမဲ့အတွေးတွေကို တွေးလို့လည်းရတာပဲမဟုတ်လားအဲ့လိုအတွေးတွေကိုတွေးနေရင်စိတ်တွေကကျေနပ်လာမှာပါစိတ်ဆိုတာကကိုတွေးရာတွေးစားရှိရာတွေကိုပဲတွေးနေတဲ့သဘောရှိတယ်စိတ်ညစ်စရာတွေကိုပဲတွေးစားရှိနေတော့စိတ်ညစ်စရာ အတွေးတွေစီကိုပဲ စိတ်ကရောက်စားရှိရောက်နေတဲ့သဘောတွေပဲဒါကြောင့်စိတ်ဆိုတာကို တွေးတဲ့နေရာစိတ်ကရောက်တာဖြစ်လို့ ကောင်းတဲ့နေရာမှာရောက်အောင်ကောင်းတဲ့အတွေ့အကြုံတွေးပါလို့ပြောကြရင်းနဲ့ပဲနေကုန်းချိုးလိုက်ချင်ပါတယ်။အောင်ဆိုတဲ့သူတယောက်စိတ်လဲချမ်းသာပြီးတော့ကိုယ်လဲကြမ်းပါပါစေလို့ဆန္ဒပြုရင်းပဲနေကုန်းချိုးလိုက်ပါတယ်။